ကျေးဇူးတော်ရှင်တိပိဋကရောဇာတော်ကြီးလူသားမေတ္တာဤကဘာတိပိဋကဓမ္မလက်ဆောင်50ခွန်စာအုပ်မှကောင်းဆိုးနှပြလူခန္ဓာဆိုတဲ့ကောင်းစဉ်ဖြင့်တရားလင်္ကာဓမ္မကဗျာများများဝေပူဇော်ပေးမှဖြစ်ပါတယ်ကောင်းဆိုးနှပြလူခန္ဓာတဲ့လူသားမေတ္တာဤကဘာလူသားဗဒနာတောဘာတော်လဲစင်ရဲ့အခုလူတကူကောင်းဆိုးနှပြလူခန္ဓာမှန်စွာရှိနေကြ ဒုက္ခများစွာကိလေသာဆိုးရာတွေလည်းရှိနေကြ။တိတ်ခါသုံးဖြာတရားသာကောင်းတာတွေလည်းရှိနေကြ။ခန္ဓာစင်းရဲ့တွေ့ကြုံမြဲရှောင်လွှဲဖဲမရာ။ကိလေသာမှာဆိုးစေကာမှုတရီကူအဘူးကင်းအောင်ရှောင်၍ရာ။အဘူးကင်းစင်ဒုက္ခမြင်စွန့်အင်တို့၍နိုင်ရာ။အစိုးကိုဖြစ်အကောင်းထက်သာထုတ်သုံးရာကောင်းစွာနိုးကြရာ အစိုးကိုဖြစ်အကောင့်တက်တာပေးရမှာမေတ္တာလွမ်းချုံရာမိမိကိုယ်မှာဆုဆိုင်ကပညာလွမ်း၍ငိမ့်စီရာအာလုံးတတဝါလွမ်းချုံကမေတ္တာလွမ်း၍အေးစီရာအစိုးကိုနိုင်အကောင့်ပိုင်၍ကြံ့ခိုင်ထူးခြားသုံးမမျက်စွာယရနာမှန်းစွာပေါ်ပေါက်ကြဤသို့ပြောစာဤသို့ပြောကြမှန်စကားကြောင့်အများသူငါဘေးရန်ကွာ ကျမ်းမာချမ်းသာဤစီယာမေတ္တာတကုသိခါတို့၍အစိုးကို၌အကောင်းပိုင်ကြံ့ခိုင်စွာရာလူသားမေတ္တာလို့ဆိုရတဲ့ဒီကဘာထဲမှာလူသားဗရဏအကြဆုံးဖြစ်ပါတယ်ဒီကဘာကြီးဟာလူရည်ရဲ့လက်ထဲမှာရှိနေပါတယ်လူသားမေတ္တာနဲ့ဒီကဘာဟာခွဲခြားလို့မရစကောင်းပါဘူးဒါပေမဲ့လူဆိုတာအစိုးဆိုတဲ့မိစတစ်ဖက်အကောင်းဆိုတဲ့ရေမုတ်တစ်ဖက်အကိုင်းထားပါတယ် အစိုးကိုဖယ်ဖို့အကောင်းကျွဲအောင်စူးစမ်းနိုင်မှလူသားမေတ္တာနဲ့ကဘာကိုအလှဆင်ပေးနိုင်မှာဖြစ်ပါတယ်။လူခန္ဓာမှာအစိုးဆုံးဖြစ်တဲ့ဒုက္ခနဲ့ကိလေသာလည်းရှိတယ်။အကောင်းဆုံးဖြစ်တဲ့သိက္ခာသုံးပါးတရားလည်းရှိတယ်။ဒုက္ခနဲ့ကိလေသာအစိုးနှမျိုးကြားမှာဒုက္ခကရှောင်တိန်လို့မရဘူး။ကိလေသာကရှောင်တိန်လို့ရတယ်။ရှောင်တိန်လို့ရပေမဲ့ကိလေသာကဒုက္ခထက်ပိုဆိုးတယ်။ ဆိုပေမဲ့တတိများများထားရင်အပူကင်းအောင်ကိလေသာနဲ့ရှောင်တိန်လွဲဖေပစ်နိုင်တာလို့တော်သေးတာပေါ့နေသာထိုင်သာရှိသေးတာပေါ့ရှောင်တိန်လို့ရတဲ့ကိလေသာနဲ့ရှောင်တိန်ပြီးရှောင်တိန်လို့မရတဲ့ဒုက္ခပေါ်မှာညံနဲ့အနံယူနေရတာကိုပဲတရားအလုံးလုပ်တယ်လို့ခေါ်ရတာပါအမြင့်ပြတ်အောင်ကျွတ်အောင်မဖြတ်နိုင်မဖယ်ရှားနိုင်သေးသမျှရှောင်တိန်နိုင်ဖို့နဲ့အနံယူဖို့ပဲအထူးကြိုးစားနေရပါသေးတယ် တရေရှိထားပြီးဒိက္ခာသုံးပါးကိုစူးစမ်းဖြစ်ကျင်နေတာအစိုးကိလေသာနဲ့ရှောင်တင်းပြီးအစိုးဒုက္ခအပေါ် အနိုင်ယူနေတာပါပဲလေအစိုးကိုရှောင်နိုင်လွှမ်းမိုးနိုင်သလောက်ပဲမေတ္တာစားတဲ့အကောင်းတရားကို ပိုင်ခွင့်ရကြမှာပါအကောင်းဆုံးဖြစ်တဲ့ရဏသုံးပါးထံကဓာကောင်းကူယူခွင့်ရတဲ့လူခန္ဓာမှာအကောင်းဆုံးဖြစ်တဲ့တရားစွမ်းအားများရနိုင်ခွင့်ရှိပါတယ်အစိုးဆုံးကိုထိုးပေါက်ဖြစ်ကျော်နိုင်သလောက်သာ အကောင်းကိုရနိုင်မှာဖြစ်တယ်။အဆိုးကိုလုံးဝမထိုးဖောက်မဖြစ်ကြုံနိုင်သူဟာအကောင်းကိုလုံးဝမရနိုင်ပါဘူး။ယရနာသုံးပါးတန်စီကဲ့လို့ယရနာသုံးပါးထံကတက်ကောင်းကိုကုယူနေရတာဟာ အဆိုးဆုံးကို ဖြစ်ကြုံနိုင်ယူဖို့ပါပဲ။ဒါမှအကောင်းနဲ့တွေ့မယ်အကောင်းကိုရမယ်။ယရနာသုံးပါးဆိုတာအဆိုးကိုနိုင်လို့အကောင်းကိုပိုင်ပြီးသားကိုအဆိုးကိုနိုင်ထားလို့လည်းယရနာဖြစ်လာရတာပါ။ ကိုခါရာမှာအစိုးရအကောင်ရုံနှမျိုးလုံးရှိနေတာဆိုတော့ကိုကအကောင်ကိုထုံသွုံနိုင်တဲ့ဘဝကိုရနေတာဖြစ်လို့တတိဝရိယနဲ့နုံနုံကြကြအကောင်ကိုပဲထုံသွုံနိုင်အောင် ကြိုးစားနေရမယ်တတိဝရိယဟာအစိုးကိုနှိမ်နှင်းလို့အကောင်ကိုဖြည့်သွင်းပေးတဲ့တရားပဲဘဝတန်တရာတစ်လျှောက်အစိုးရထုံသွုံပြီးလို့မရှုမလဒုက္ခရောက်ခဲ့ရတာတွေရည်လို့မရအောင်အလွန်များလာပါပြီသူများအတွက်ပြီးတော့လေအကောင်ကိုပေးနိုင်တဲ့ဘဝရောက်နေတာဖြစ်လို့ မေတ္တာလွှမ်းခြုံပြီးအကောင်းကိုသာထုတ်ပေးရမှာပါအဆိုးတွေကိုထုတ်ပေးမိကိလို့သူရောကိုပါဒုက္ခရောက်ခဲ့ရတာများလာလိမ့်ပြီတိတ္တအချင်းယူဖို့ပဲဖြစ်ဖြစ်နေစဉ်မကင်းနိုင်တဲ့ခန္ဓာတာဝန်ကိစ္စကိုဆောင်ရွက်တဲ့အခါပဲဖြစ်ဖြစ်တတိဝရိယတမာတိအစွမ်းကုန်စူးဆိုင်ပြီးပညာလွှမ်းခြုံပေးရမယ်ကိုယ့်အဘူးကိုကိုယ်အရင်နိုင်အောင်ကန့်ခွာထိန်းချုပ်တဲ့နည်းနဲ့စူးစမ်းပြီးမှသူများတွေရဲ့အပူငြိမ်းအောင်ဆွမ်းဆောင်ပေးနိုင်မယ် ကိုယ့်ဘူးကိုခြေကအနိုင်ယူပြီးမှတရားအလုံးပေါ်အေးချမ်းအောင်မေတ္တာလွှမ်းခြုံပေးရမယ်။ကိုကောင်းအောင်လုပ်ပြီးမှသူများကောင်းအောင်ကူညီပေးနိုင်လရှိမယ်ပေါ့။လူသားအလုံးရဲ့တူညီတဲ့ဆန္ဒတူရပါနိုင်လို့ရှိရင်အစိုးကင်းခြင်းသားရဲ့အကောင်းပြည့်စုံခြင်းသားရဲ့နှမျိုးတွေပါ။၎င်းနေရင်အလကားဖြစ်သွားမယ်လေအချိန်ရာတိုင်းအချိန်ချင်းကိရိယာတ္တိကိုရှေးကထားပြီးမေတ္တာပို့ပြီးတော့တစ်ခေါက်ဆိုတစ်ခေါက်နဲ့တန်အောင်လောကကောင်းကျိုးပြည့်စွာအားတိုးနေမှာပေါ့ အလားဆုံးအကောင်းဆုံးစွမ်းအားနဲ့လောကကိုအလှဆင်ပေးနေတဲ့အကျိုးဆောင်လေးဖြစ်ခွင့်ရသွားတာမှာမဖြစ်နိုင်တာတွေကိုတောင်းတနေရတာထက် ဖြစ်နိုင်တာကစလောက်ရတာကပဲအမြန်စွမ်းပေါ်လို့အမြန်စေအေးရမယ်ကြည်တော်ရှင်တိပိကရောဆရာတော်ကြီးလူသားမေတ္တာဤကဘာဆိုတဲ့စာအုပ်မှာဤကြောင့်ရာများကိုကြားနာမှတ်သားကြပြီလောကကိုမေတ္တာဖြင့်ကရုဏာဖြင့်အလှဆင်ပေးနိုင်ကြပါသည်